အဲကျွန်တော်အနေနဲ့ကတော့တေးဥဆောင်တဲ့အချိန်မှာတော့တေးဥဆောင်စိတ်ပဲရှိပါတယ်။ကျန်တဲ့ကျန်တဲ့အချိန်ကတော့ဒါ producer တယောက်အနေနဲ့လုပ်ဆရာရှိရတဲ့အကုန်လိုက်လုပ်တော့ပေါ့။အော် producer ဆိုတာကလေကျွန်တော် person site လုပ်ထားတဲ့ producer မဟုတ်ပါဘူး။ဒီလောက်တစ်ခုလုံးကိုထုတ်လုပ်သူအနေနဲ့တာဝန်ယူထားတဲ့အခန့်ကဏ္ဍတွေပါ။ဟုတ်ကားအစနဲ့အဆုံးအထိပေါ့။ဟုတ်အဲတေးကြာကဒီကားမှာပါတဲ့လူအကုန်လုံးကကျွန်တော်ကအဲ season သူထုတ်လုပ်သူအနေနဲ့လုပ်ရတာပေါ့နော်။လုပ်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်တဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေယူရအကုန်ကြွေးခေါ်တာ။အဲသူတို့တွေပဲ

လို့ကြောက်တယ်မှာငါအစကတည်းကသိရင်မင်းကိုကာလာသားကောင်းရာလူငါမဲ့ကိုမပေးဘူးကိုကငါမူးကြောင်ကြောင်ပေးတယ်ကြောက်တယ်လို့ပြောနေတာမဟုတ်ဘူးဗျာကြောက်တော့မမြင်စင်တာမမြင်အောင်ကြောက်တာတားနေတာအဲ့ဒါဒုက္ခရောက်ပါလေလူဒုက္ခရောက်လဲလူဆိုတော့ငါတို့ကကူညက်မှာပဲရောကြောက်တတ်နေသူကဂျွာကာလာသားကောင်းအလုပ်ကိုမလုပ်နဲ့တော့ဒီကားလေးကကျွန်တော်2000 3နှစ်ဝန်းကျင်လောက်ကအဲကျွန်တော်စိတ်ထဲမှာအဲ့လိုစဉ်းစားပြီးတော့မှ ဖုန်းထဲမှာချရေးထားတဲ့ဇလန်းလေးပေါ့နော်ဆိုတော့ဇလန်းဖရင်ကတော့ဟိုရေးထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့ပုံစံလေးမှာမှဒီလိုမျိုးဒီဘက်အချိန်ကိုရောက်လာတဲ့အခါမှာအဲကျွန်တော်ပြန်ပြီးတော့ဖန်တီးဖို့အတွက်ကြိုးစားရင်းထဲမှာအခုအကောင်အောင်ထေပေါ်ဖြစ်သွားတဲ့ဇလန်းလို့ပြောလို့ရပါတယ်ဆိုတော့ဒီကားလေးရဲ့မြေပြားခံရတော့ကျွန်တော်နဲ့ကိုတင်မောင်ဆမ်းမင်းဝင်းနဲ့ခီးရအများကြီးတွားတဲ့အချိန်မှာအဲစဉ်းစားမိတာပေါ့နော်ကျွန်တော်ဘက်ကစဉ်းစားမိပြီးတော့မှ အဲကိုစမ်းမင်းကိုတော့အရင်တော့ပြောပြပါတယ်အဲပြောပြပြီးတော့မှဒီဒီဘက် အခြေအနေရောက်မှဒါလေးကိုဖန်တီးပြခဲ့တာပေါ့ဟုတ်ဇလန်းကတချို့ဟာလေးတွေကအဲ့လိုမျိုးကျွန်တော်တို့ဟိုကိုပြကျင်တဲ့အပိုင်းတွေရှိရပေါ့နော်ပြကျင်တဲ့အပိုင်းတွေမှာဒါကြောင့်ချမ်းလူဘောဒီဇလန်းရေးတဲ့ကျွန်တော်အနေနဲ့ရောအဲ့လိုတချို့ဟာလေးတွေကတော့ညှိနေနိုင်လုပ်ပေးလိုက်ရတဲ့ဟာတွေလည်းရှိရဆိုတော့အဲဒီဥစ္စာထက်နောက်နောက်ထပ်လာမယ့်နေမွန်ရွာပို့ပြီးရင်ကုန်စရာကောင်းမယ်လို့တော့ပြောလိုပါတယ်ဟုတ်ကျွန်တော်အဲ့ဒီ 2017-2023ပတ်ချလေလောက်ကကျွန်တော်အဲ့လိုကိုဘိုးချစ်အဖွဲ့နဲ့လေဘောလုံးသွားခံနိုင်ပါရဲ့အမြဲလို့ဖြစ်တယ်။နောက်ပြီးကြတော့မှတခြားသက်သမင်တွေကခေါ်ပြီးတော့မှတခြင်းဆိုတဲ့ခါတွေမှာလည်းဒီလိုဇက်ဇက်တွေနဲ့ကျွန်တော်လိုက်ဆိုဖြစ်တယ်ဆိုတော့အဲမျက်စိထဲမှာမြင်တဲ့အရာလေးတွေရှိပါတယ်ဆိုတော့မြင်တဲ့အရာလေးတွေပေါ်မှာပဲမူတည်ပြီးတော့စဉ်းစားပြစ်ခဲ့တာပေါ့နော်။နောက်အဲ့တော့ကျွန်တော်နဲ့ခင်လေးလွယ်နဲ့တခါတော့ကရေးပြအိမ်ဘက်မှာဗျအဲတခြင်းသွားဆိုမှုရယ်အဲ့တော့လည်းတော်တော်ထူးဆန်းတာကြီးကြုံရတယ်ကျွန်တော်တော်တော်ထူးဆန်းတယ်အဲ ကလင်းွယ်လည်းသိရယ်ကျွန်တော်တော်ထူးသန်းတာလေးဂျုံရယ်ကျွန်တော်အတူလိုက်တဲ့ chapter ဖွဲ့ရကြော်စင်တို့ပါလည်းသိရယ်တော်ထူးသန်းတာလေးဂျုံရယ်ဆိုတော့တချို့ဟာရဲ့ကြောက်လည်းကျွန်တော်တို့ကအဲမယုံမယုံလို့မရတဲ့ဟာလေးပေါ့နော်ရှိရယ်ပေါ့နော်ဒါပေမဲ့ဒီဖန်တီးထားတဲ့အပေါ်မှာကတော့အဲအဲ့လိုမျိုး horror things တဲ့မှာမှာတခြားပုံစံကွဲထွက်အောင်ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားကြပါတယ်ကျွန်တော်ဝင်းနေမှာဆက်စီရတော့ကပေးကြ။ဈာခွက်ဝမ်းလိုက်ပြီးသဘောထားလိုက်တော့ဟုတ်လား။ဝင်းနေရပြေတော့လေ။မင်းလား။ ိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းပြပြမိမိကူကူမမအပိကြရဲမောင်စိန်ဝင်းသူကတရေတယ်မကောင်ကြောက်စရာမှန်းများအကုန်ကြောက်တာသူကြောက်တာဆိုလို့မိမကိစ္စပဲရှိတယ်။သိဝဲဆိုတာဘာတူလဲမလဲ။ကြီးလေကြီးလေသူအတန်လေးပါလေပေးပါဦးဗျာ။ဘာလို့ဒီစားဆိုနေလဲ။နောက်ဆိုလူပါ ားစကားလေးကွာစကားရှင်းပြောသမားဦးဇော်ဝင်းလက်ခံရတဲ့ဇက်အဖွဲ့ရလေမကောင်းဆိုးဝါအဖွဲ့ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါအောင်ပြောနေတာအဲတေချာကဒီကားမှာပါတဲ့လူအကုန်လုံးကကျွန်တော်ကအဲစီစဉ်သူထုတ်လုပ်သူအနေနဲ့လောက်ရတာပေါ့နော်လောက်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်တဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေယူရအောင်ကြွေးခေါ်တာအဲသူတို့တွေပဲအဓိကကျွန်တော်အခန်းကဏ္ဍကတော့ကျွန်တော်တေယုဆောင်နဲ့ထုတ်လုပ်သူအနေနဲ့ကျွန်တော်ပါဝင်ရတာပေါ့နော်ဆိုတော့ကျွန်တော်ဇလန်းကိုရိုက်ကြတယ်ပေါ့ ရိုက်ရတဲ့အချိန်မှာဒရိုက်တာရဲ့လမ်းညွှန်မှုအောက်ကပဲအားလုံးသွားတာပါဆိုတော့ဒရိုက်တာအဲခြေနဲ့တဲ့ဒရိုက်တာဆုံးဖြတ်တဲ့အတိုင်းပဲကျွန်တော်တို့အားလုံးကအဲအလုပ်လုပ်အလုပ်တွေလုပ်ခဲ့ကြရဲဆိုတော့ကောင်ချက်လူခြေနဲ့တဲ့ပုံမူတည်ပါတယ်ဗျအဲဒါကကားကြီးဆိုရင်တော့ဒါဒုတိယမြောက်လို့ပြောလို့ရတယ်အဲတခြားဗီဒီယိုခင်မှာတော့ကျွန်တော်ကျွန်တော်ဇလန်နေရိုက်ခဲ့တာ၄၅၆ခုရှိတယ်ဗျအခုသွားရင်ဥရုနဲ့ပေါ့နော်ရိုက်ခဲ့တာရှိတယ်ဆိုတော့ကိုယ်ဇလန်နေကိုဒီလိုပုံဖော်တဲ့အခါမှာကိုစဉ်းစားထားတဲ့အတိုင်းအနည်းဆုံး ဖြစ်နေဖို့အတွက်ပဲရည်စူးပါတယ်။ကိုကပါဇက်ကပြောလိုက်ပေမဲ့တကယ်ရိုက်ပြဖို့ခက်ခဲတဲ့အပြားကြီးရှိတာ哦။ဆိုတော့အဲ့ဒါတွေကိုနည်းနည်းလေးလေးနဲ့ရိုက်နိုင်ဖို့အတွက်ပဲရည်စူးပါတယ်။ဒီကားလေးကအမ်ကျွန်တော်လူချင်းတဲ့ရတ္တဟိုကျွန်တော်တရားမဟုတ်ရင်တော့မှကျွန်တော်98 95ရာခိုင်နှုန်းတော့ဒီပြေဟွာရရတယ်လို့ကျွန်တော်ပြန်ခန်းစားမိပါတယ်။ဟုတ်။တင်းတငယ်ချင်းတွေလည်းခုနလေးတွေမှာဖုန်းဆက်တော့ပြောတယ်။ဟဲ့အောင်နဲ့မင်းကားတဲ့။ဟိုတရားကားလည်းမဟုတ်ဘူးပေါ့နော်။ဟာတာကားပေါ့။အမနော်ဟိုကျွန်တော်ကျွန်တော်တို့ရိုက်ထားတာဟာတာကားမဟုတ်ဘူး။ဟိုအဲ့လို ဘယ်လိုရှင်းပြမလဲမသိရတာဟိုကြီးကြီးလိုက်ရင်သိမယ်ဗျာကျွန်တော်တို့ကဟိုလိုမျိုးဟိုအာဘယ်ကောမလဲ home comedy ပုံစံကျွန်တော်ရိုက်ထားတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်ကြောက်စရာကောင်းအောင်ရိုက်ထားတာဒါပေမဲ့အ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 ဲ့ဘာလို့ရီရီကြရလဲမသိအဲ့အဲ့ပုံစံဖြစ်ဖြစ်နေရပါဘောအဲ့အဲ့လေးကြီးကြီးမှသိရမယ်ဗျာဟုတ်ဟုတ်ပရိသတ်ကခံစားချက်ပေါ်ပဲမူတည်မယ်ဗျာကျွန်တော်တို့ကတော့ဟိုအဲဖြစ်ဖြစ်ပေါ်လာတဲ့ဟာတွေမှာပေါ့နော်ဒီလူစိတ်တွေကအဲ ကိုယ်လွှမ်းမိုးမဟုတ်တဲ့ဟာတွေလွှမ်းမိုးသွားတဲ့အခါမှာဖြစ်လာတတ်တဲ့ဇယိုက်တွေကိုဖော်ပြထားတာဗျ။ဟုတ်အဲပြောရမယ်ဆိုရင်ကျွန်တော်ဒီဘက်ခေဒီဘက်နောက်ပိုင်းပေါ့နော်လှုပ်လေးပြန်လှုပ်ဖြစ်တဲ့ကိုဗစ်နောက်ပိုင်းလှုပ်ပြန်လှုပ်ဖြစ်တဲ့အချိန်မှာဒီကားကကျွန်တော်ပရိုဒူဆာအနေနဲ့ဆိုရင်ဒါဒုတိယကားပထမကားကခုနကပိုင်းကြာရင်ကျွန်တော်ဟေးပလီမှာပြမယ်အဲ့ဒါကအဲပျောက်ဆုံးကြီးနောက်ွယ်ဆက်ဇလန်တွေအပိုင်း၁၀ပိုင်းဇလန်တွေအဲအဲ့ဒီကားကပို့ပြီးတော့ပြဲတယ်ပြဲရဆိုတာဘာလို့ပြောရပို့အရန်ပင်ပန်းတယ် ဒီကားဒီကားပင်မနာတယ်နှစ်ဆပင်မနာတယ်ဒါဒီကားကတော့အဲ့ဒီကရရအတွေ့အကြုံတွေနဲ့လုပ်တာဆိုတော့အဲ့ဒီလောက်မပင်မနာတော့ဘူးနောက်ပြီးတော့ကိုတကယ်ကိုယုံကြည်ရတဲ့သူတွေအဲကိုကဆိုးလို့ရတဲ့သူတွေနဲ့ဖွဲ့စည်းထားဖြစ်တဲ့အတွက်အကုန်လုံးကအတော်လိုလိုက်ပြီးတော့လုပ်ပေးကြတာဆိုတော့အဲကျွန်တော်ပင်မနာအများကြီးတက်တာပါတယ်နောက်ပြီးကျတော့ဒီကျွန်တော်ယုံကြည်ပေးတဲ့ဒီ producer တွေလည်းကျေးဇူးတင်ပါတယ်ဒါယုံကြည်နဲ့ရိုက်ပေးတဲ့အတားတွေရောဒါကကိုချမ်းအကုန်လုံးကျေးဇူးတင်ပါတယ်ဗျာဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညလည်းငောက်အကောင်လိုက်ပြီးသရေ၆ပြီ မင်းရလာတဲ့ဈေးခွေရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာဒီကောင်ပြူစားခံရတာဟုတ်ပါဟုတ်ပါတကူချက်ချက်ပြီးရောဒုက္ခရောက်ပါတယ်ဒီပြောပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရည်လည်းဖြတ်လိုက်ကုန်ပါဖြူပြည့်ပြည့်မင်းတို့လား ဥဆုံးလို့เนี่ยဟိုအခုမှမဟုတ်လीเนาะကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခလေပါပထမဥဆုံးစရိုက်ခွင့်ရတာဥဆုံးတယ်လေဆိုတော့ဒါတွေကအမှတ်တရတွေပေါ့เนาะကိုနဲ့အမှတ်တရဖြစ်တဲ့သူတွေအာကိုဖြိုးဆိုတာလည်းကျွန်တော်တို့မရိုက်ခင်တည်းကတကယ်ကိုမင်းသားကြီးတန်းမှာသူကနေသူမင်းသားငယ်တန်းမှာသူရိုက်ပြီးတော့မင်းသားကြီးဖြစ်နေတဲ့အချိန်မှာမှာအခုလို့မှပြန်ဆောင်ခွင့်ရတယ်ကိုကျန်းဆိုလည်းကို့အကိုအရင်လိုပဲကျွန်တော်စိုးစိုးမြခံနေဆိုတော့ဒီလူဒီလူတွေနဲ့လှုပ်လှုပ်ခွင့်ရတာကျွန်တော်အတွက်ကတော့ကောင်းချင်းတွေပါပဲဆိုတော့ဒီကားလေးကကျွန်တော်ဖြစ်ချင်တဲ့ပုံစံတိုင်းကိုပေါင်ချမ်းလို့ရလဲအာသူ့ရဲ့ သူ့အမြင်နဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ထားပေးရပါတော့ကျွန်တော်ခဏနေကြရင်တော့သူကြည့်ရတော့မှာပေါ့အလုံးလုံးနေရတော့ပျော်ပါတယ်ဒါပေမဲ့တာဝန်ယူထားတဲ့အပိုင်းကအများကြီးပဲလေတာဝန်ယူထားတဲ့အပိုင်းအများကြီးဆိုတော့အာဒီကျွန်တော်တို့မန်နေဂျာကြီးဦးသက်ထွေးဟောနောက်ဒီ AD ဖြစ်တာဝန်ယူတဲ့ဒီရာသာတက်နိုင်တို့ဟောကကျွန်တော်တို့ကခေါင်းဝင်လို့ခဲပြီးတော့မှဟောတရက်တရက်အလုပ်ကိုပြီးမြောက်အောင်လုပ်ရတာဆိုတော့ဟောကျွန်တော်တို့အလုပ်လုပ်ရတော့ပျော်တယ်ဒါပေမဲ့ရိုက်ခွင်းမှာတော့အဲ့လိုပျော်ဖို့အချိန်မရှိပါဘူး အဒီအိမ်ပေါ်ပေါ်အဓိကတော့ driver ပေါ့နော် driver ကကျွန်တော်ပရီမာတွေကသူလိုချင်တဲ့ပုံစံတွေသူလိုချင်တဲ့ item တွေအကုန်လုံးကိုပေါ့နော်အဲတေချာလေးကိုအဲတေချာလေးကိုသူလိုတဲ့ဟာတွေကိုအတားယူပြောပြထားတဲ့အတွက်အတားအနေနဲ့ကလည်းအဲသူတို့ပြင်ဆင်လာတဲ့အတိုင်းအောင်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့တည်ဆောက်ကြတာပေါ့နော်ဆိုတော့ ကျွန်တော်အနေနဲ့ကတော့တေးဥဆောင်တဲ့အချိန်မှာတော့တေးဥဆောင်စိတ်ပဲရှိပါတယ်။ကျန်တဲ့ကျန်တဲ့အချိန်ကတော့ဒါ producer တယောက်အနေနဲ့လုပ်ဆရာရှိရတဲ့အကုန်လိုက်လုပ်တော့ပေါ့။အော် producer ဆိုတာကလေကျွန်တော် person site ထုတ်ထားတဲ့ producer မဟုတ်ပါဘူး။ဒီလောက်တစ်ခုလုံးကိုထုတ်လုပ်သူအနေနဲ့တောင်းယူထားတဲ့အခန်းကဏ္ဍတွေပါ။ဟုတ်ကာအစအနေအဆုံးအထိပေါ့။ဟုတ်။အဲသူတို့ရိစလို့စမှန်းတော့မသိဘူး။ကိုယ့်အနေကိုမအားလို့။ကိုယ့်အနေကိုတအားရှုံနေတော့လေ။အဲသူတို့လည်းစရင်စမှာပေါ့။ဒါပေမဲ့ကျွန်တော်မသိဘူး။ဘာလို့လဲဆိုတော့ ဒါအဲ့လိုထမင်းစားဖို့ကိစ္စရောရှိသမျှဟာအရာအားလုံးကခေါင်းပေါ်မှာကြီးပဲလေ။ကျမကြီးကိစ္စအစားဟုတ်။မှန်တော့ဒီကားကကိုင်လင်းပြောရရင်ဒီကားကကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့တကယ်တကယ်ရဲဘော်ရဲဘက်တွေတော်တော်များများပါတဲ့ကားပေါ့နော်။ကျွန်တော်စီစဉ်သူအနေနဲ့ဆိုရင်အဲကျွန်တော်အကြောင်းလည်းသိရကျွန်တော်လည်းချစ်ကြရတယ်ပေါ့နော်။ဆိုတော့အဲပထမစီစဉ်ထားတဲ့အဲကြောက်ဆုံးကြီးနောက်ကွယ်ဆယ်ဇလန်းတွေကကျွန်တော်တို့ challenge ဘာလို့လဲဆိုတော့အဲ့ဒီကားကအဲတကယ်တော်တော်ဘတ်ပေါင်းစုံကနေနှီးပေါင်းစုံနဲ့စူးစမ်းထားပြီးတော့မှ ကြိုက်ထားတဲ့ဟာဆိုတော့အဲ့ဒါတော့ကျွန်တော်တက်ပို့ပြီးတော့ခြေလန်းသက်လို့ပြောလို့ရတယ်ခင်ဗျာဒါတော့ခုလူတွေနဲ့လောက်တာဆိုတော့အဲတချို့ကိစ္စလေးတွေမှာကိုယ်အများကြီးဝင်ကူပေးသွားရတဲ့အများကြီးအသက်ရှူချောင်ပါတယ်ဟုတ်အဲဆိုတော့ကျွန်တော်တို့ဒီနေမွေရာဇက်ကားလေးကအာအာသာကားအနေနဲ့ဆိုတော့၎င်းတောက်ပြကားအနေနဲ့ဆိုတော့၎င်းကလာကြည့်ရလူပေါ်ပါမူတည်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျအများကြီးလုပ်တွေအမကြီးနေတိကျနေအောင်ကြိုးစားတော့ပါအောင်